ရီတိုင်းကံကြီးရောင်မြို့နယ်မှာကြမ်းခံရေးပါတီစီယုံရေးလှည့်လည်နေချိန်လက်သုံးချောင်းထောင်ပြတဲ့ကလေးငယ်ကိုစစ်ကောင်မရှင်တန်းတဲ့အုပ်ချုပ်ရေးမှုရဲ့အမဖြစ်သူ မခင်မြတ်ကျော်တို့ကဖမ်းဆီးခဲ့တယ်လို့ဒေသခံတွေစီကသတင်းရရှိပါရယ်။ဒါကကြေးရအုပ်စုရှိကလေးငယ်ကိုပြီးခဲ့တဲ့နိုဝင်ဘာနောက်ဆုံးဘက်ကဖမ်းဆီးခဲ့ကရိုင်းနှက်နှိပ်စက်ခဲ့ပြီး အခုဒီဇင်ဘာလအတွင်းပြန်လွတ်ပေးခဲ့တာပါ။ကလေးကပြန်လွတ်လာပါပြီ။ပါးတွေကိုလည်းရိုက်တယ်၊ခြေထောက်နဲ့လည်းကန်တယ်။ ပြီးတော့ကြာဖို့နဲ့ရိုက်တယ်လို့သိရတယ်။ဝိုင်းမီတောင်းမှန်လို့ပြန်လှုပ်ပေးလိုက်တာလို့သိရတယ်။ကလေးကအသက်မပြည့်တဲ့ပြင် ကျန်းမာရေးလည်းမကောင်းပါဘူးလို့ကန်ကြီးရောင်းမြို့နယ်ရှိစစ်ကော်မရှင်တပ်နဲ့နှိစက်သူဒေတာကန်တူက ERI Times ကိုပြောပါရယ်။လက်သုံးချောင်းထောင်ပြတဲ့ကလေးငယ်မှာအသက်၁၄နှစ်သာရှိပြီးအသက်မပြည့်သေးတဲ့ပြင်စိတ်ကျန်းမာရေးမကောင်းသူတူလည်းဖြစ်တယ်လို့ဒေတာကန်တွေကပြောဆိုပါရယ်။အသက်မပြည့်သေးတဲ့ကလေးငယ်ကိုဖမ်းဆီးရိုက်နှက်ခိုင်းတဲ့အုပ်ချုပ်ရေးမှုရဲ့အမှားဖြစ်သူ မက်ခင်မြက်ကျော်မှာတန်ခိုင်ပါတီဝင်ဖြစ်ပြီးကျေးမအုပ်စုတွင်မဲလာမထဲတဲ့နေငူလဲစစ်ကော်မရှင်တပ်ကိုခေါ်ပြီးဖမ်းခိုင်းမယ်လို့ချိန်ချောင်းနေတယ်လို့ဒေသခံတွေကပြောပါတယ်။ဒါအပြင်စစ်ကော်မရှင်ပြုလုပ်မဲ့ရွေးကောက်ပွဲမှာပါဝင်ကူညီဖို့နဲ့မဲထဲဖို့ AR တိုင်း26မြို့နယ်ရှိဒေသခံပြည်သူတွေကိုအုပ်ချုပ်ရေးမှုနဲ့အဖွဲ့တွေတန်ခိုင်ပါတီဝင်တွေပြူစောထီတွေစစ်ကော်မရှင်တပ်တွေကစီယုံလုံးစော်နေတယ်လို့စုံစမ်းသိရပါတယ်။ အာဏာသိမ်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြင်းလွင်မြို့ဟာပန်းမြို့တော်ဖြစ်လာရမယ်လို့ဆိုပြီးဒေသပန်းမြို့နိုင်ငံခြားပြစ်ပန်းမြို့တွေစိုက်ပျိုးပြီးပြည်ပနိုင်ငံတွေကိုတင်ပို့ရောင်းချနိုင်ဖို့ဆောင်ရွက်သင့်တယ်လို့ပြောကြားလိုက်ပါတယ်။ဒါပေမဲ့လည်းစစ်ကောင်ဆောင်လာရောက်ကြည့်ရှုခဲ့တဲ့ပြင်းလွင်မြို့ရှိအမျိုးသားကံတော်ကြီးဥယျာဉ်မှာကျင်းပမဲ့ပန်းပွဲတော်အတွက်တောင်းပြည်ပကပန်းမြို့စာ6000လောက်တင်သွင်းအလားပြရမယ်အခြေအနေရှိနေပါတယ်။ ချင်းကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမယောင်လိုင်းကဒီဇင်ဘာ၂ရက်နေ့ကပြည်ဦးနယ်မြို့သားကံတော်ကြီးဥယျာဉ်ကိုတွားရောက်ချိန်ခုလိုညွှန်ကြားခဲ့တာပါဒေသပံမျိုးတွေနိုင်ငံခြားပံမျိုးတွေအားလုံးဖြစ်ထွန်းအောင်မြင်အောင်ဆောင်ရွက်ပြီးတော့အခြားဒေသတွေကိုဖြန့်ချိပေးနိုင်ရမယ်ဒါအပြင်ပြည်ပနိုင်ငံတွေကိုပန်းတွေတင်ဖို့ရောင်းချနိုင်ရမယ်ပြည်ဦးနယ်မှာပန်းဆိုင်ပြိုးမှုအားပေးဆောင်ရွက်သွားမယ်လို့စစ်ကောင်းဆောင်ကပြောပါတယ် ဒါအပြင်၎င်းကဆက်လက်ပြီးပြင်းလွင်ဒေသတွင်ပန်းဆိုင်ပြိုထုတ်လုပ်မှုတိုးတက်စေဖို့အတွက်ကျွမ်းကျင်ပညာရှင်တွေနဲ့စနစ်တကျလုပ်ဖို့ဒေသပံမျိုးတွေကိုထိမ့်သိမ်းတာအရေးသွေးတိုးတက်အောင်သုတေသနပြုဖို့နဲ့နိုင်ငံသားမျိုးတွေကိုဒေသတွင်အောင်မြင်ဖြစ်ထွန်းအောင်စမ်းသပ်ဖို့လိုအပ်တယ်လို့ပြောပါရယ်ပြင်းလွင်မျိုးတွင်ရှိလမ်းတွေနဲ့ရပ်ကွက်တွေမှာတစ်ပင်ပန်းမှန်တွေစိုက်ပျိုးပြီးမျက်စိပသာရဖြစ်စေရေးဆောင်ရွက်သွားဖို့လည်း၎င်းကညွှန်ကြားခဲ့ပါရယ် ပြည်ဦးနယ်မြို့သားကံတော်ကြီးဥယျာဉ်မှာလာမယ့်ဒီဇင်ဘာ6ရက်နေ့ကနေဇန်နဝါရီ4ရက်နေ့ထိ16ချိန်မြောက်ပန်းပွဲတော်ကိုကျင်းပမှာဖြစ်ပါတယ်။အဆိုပါပန်းပွဲတော်မှာပြည်ရင်းပန်းမွေ3သိန်းခန့်နဲ့ပြည်ပနိုင်ငံသားကဟော်လန်ကန်နာလီလီ နေကြာစတဲ့ပန်း6000ခန့်နဲ့အလှပြထားမှာဖြစ်တယ်လို့သိရပါတယ်။စေကောင်းဆောင်ဘူဂျုံမှုကြီးမြောင်းလိုင်းကဆီယနာတိမ်မီ9နှစ်ကြာမှပြုလုပ်မဲ့ ၎င်းတို့ရဲ့ရွေးကောက်ပွဲကိုအောင်မြင်စွာဆောင်ရွက်နိုင်မှာကခုခံစန့်ကျင်တော်လှန်နေတဲ့အင်အားစုတွေရှေ့ဆက်ရပ်တည်ဖို့ခက်ခဲလာမယ်လို့၎င်းရဲ့လောက်ခံတပ်ဖွဲ့ဝင်တွေကိုပြောကြားခဲ့ပါတယ်။မန္တလေးတိုင်းပြည်ဦးလင်မြို့ရှိစစ်တပ်ကတူမှာဒီဇင်ဘာ3ရက်နေ့ကပြုလုပ်တဲ့ဘူလောင်းတင်နှံမှတ်စဉ်69တင်နှံစင်ပွဲခမ်းနားမှာစစ်ကောင်းဆောင်ကမိန်ကွန်းပြောကြားရာမှာခုလိုထည့်သွင်းပြောဆိုခဲ့ကြောင်းစစ်ကော်မရှင်ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ပြည်သူမဲဆန္ဒနဲ့ရွေးကောက်တင်မြှောက်တဲ့အစိုးရတရဖြစ်ပေါ်လာခဲ့ရင် လက်ရှိ၎င်းတို့ကိုဆန့်ကျင်နေသူတွေအနေနဲ့သူတို့ရှေ့ဆက်ရပ်တည်ဖို့ခက်ခဲလာနိုင်တာကြောင့်ရွေးကောက်ပွဲကိုအနှောက်အယှက်ဖြစ်အောင်လှုံ့ဆော်နေကြတာဖြစ်တယ်လို့စစ်ကောင်းဆောင်ကဆွဆွဲပြောဆိုပါရယ်အလားတူနိုင်ငံရေးဖြစ်စဉ်အကြောင်းတရားတွေကိုလက်ညှိုးထိုးပြီးတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရပ်ဆဲရေးသဘောတူစာချုပ် NGA ရေးထိုးထားတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့တချို့မှာရှီထားပြီးသားဂရီကမှုတွေကိုချိုးဖောက်ပြီးငြိမ်းချမ်းလက်ညှိုးကိုသွေးဖဲမှုပြုလုပ်ခဲ့တယ်လို့၎င်းကဆွဆွဲပါရယ် ဒါအပြင်တော်လိုင်းအင်အားစုတွေရဲ့လုံဆောင်ချက်တွေကိုတားဆီးကောက်ွယ်ပြီးရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ဖို့အတွက်တပ်ဖွဲ့ဝင်တွေအနေနဲ့ပြည်သူလူထုနဲ့လက်တွဲကကြာရကန္နာတီးတီးကချူပန်းဆောင်ရွက်သွားကြဖို့တိုက်တွန်းလိုတယ်လို့စစ်ကောင်းဆောင်မြောင်းလိုင်းကဆက်လက်ပြောပါရယ်စစ်ကောင်းဆောင်ကဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုခြေခံတဲ့ပြည်တော်စုတိဆောက်ရေးကိုရည်မှန်းချက်တူကြရင်ပြည်တော်စုအကျိုးကိုရှေ့ရှုပြီး PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ဥပဒေပေါင်းတွင်ဝင်ရောက်လာဖို့ဖိတ်ခေါ်ထားပြီးဖြစ်တယ်လို့ထဲသွင်းပြောဆိုပါရယ်စစ်ကောင်မရှင်ကပြုလုပ်သွားမဲ့ရွေးကောက်ပွဲဟာ၎င်းတို့အာဏာသိမ်းမှုကိုတရားဝင်ဖြစ်စေဖို့နဲ့နိုင်ငံရေးထွက်ပေါက်ရရှိစေဖို့ရည်ရွယ်ကလှုပ်ဆောင်နေတာဖြစ်ပါရယ်ဒါကြောင့်ပြည်သူနဲ့တော်လိုင်းရာစုတွေပြင်ကုလသမဂ္ဂနဲ့နိုင်ငံတကာကလည်းအဲ့ဒီရွေးကောက်ပွဲကိုလက်ခံခြင်းမရှိဘဲတူယောင်ဖြစ်တတ်မှတ်ကကန့်ကွက်မှုတွေလှုပ်ဆောင်နေပါတယ် ရုရှားနိုင်ငံကနေရေနံဝယ်ယူတဲ့အိန္ဒိယပေါ်အမေရိကန်နိုင်ငံရဲ့ရည်တည်ချက်ကိုရုရှားသမ္မတဗလာဒီမာပူတင်ကအိန္ဒိယခီးစဉ်တွင်မေးခွန်းထုတ်လိုက်ပါတယ်။ပူတင်ဟာဂျာတာဘရီနေ့ညနေခင်းကနယူးဒေလီမြို့တော်ကိုရောက်ရှိလာခဲ့ရာအိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမိုရီကလေဆိပ်မှလှိုင်းလိုက်လှည့်လည်ကြိုဆိုခဲ့ပါတယ်။ရုရှားကနေရေနံစိမ်းဝယ်ယူတာကြောင့်အိန္ဒိယကုန်စည်တွေပေါ်ဒဏ်ခတ်စီးကျက်ခွန်သတ်မှတ်ခဲ့တဲ့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ဖိအားပေးမှုကို အိန္ဒိယနိုင်ငံကရင်ဆိုင်နေရချိန်ပူတင်ရဲ့ခီးစဉ်ဖြစ်လာတာပါအမေရိကန်နိုင်ငံကိုယ်တိုင်ကသူ့ရဲ့နျူကလ িয়ার စေယုံတွေအတွက်ရုရှားကနေနျူကလ িয়ার လောင်စာတွေဝယ်ယူနေဆဲဖြစ်ပါတယ်အမေရိကန်ကရုရှားလောင်စာဝယ်ယူခွင့်ရှိရင်အိန္ဒိယကလည်းဝယ်ယူခွင့်ရှိသင့်ပါတယ်လို့ပူတင်ကပြောပါတယ်အိန္ဒိယရဲ့နိုင်ငံတကာအခမ်းကဏ္ဍကြီးမားလာမှုကြောင့်အမည်မဖော်လိုတဲ့နိုင်ငံတွေကနိုင်ငံရေးအကြောင်းပြချက်တွေနဲ့အိန္ဒိယကိုပေါင်းခတ်ဖို့ကြိုးပမ်းနေတယ်လို့၎င်းကဆွဆွဲခဲ့ပါတယ် အိန္ဒိယရဲ့ရုရှားကနေရန်နံစိန်တင်သွင်းမှုဟာ2022ခုနှစ်မတိုင်မီနှစ်တသက်မှ900ဂိုင်းနှုန်းမြင့်တက်ခဲ့ရာလက်ရှိမှာ3600ဂိုင်းနှုန်းထိတိုးလာခဲ့လို့ကမ္ဘာဒုတိယအများဆုံးရန်နံဝယ်ယူသူလည်းဖြစ်လာပါတယ်။မကြသေးမီကရုရှားရန်နံကုမ္ပဏီတွေပေါ်အမေရိကန်ရဲ့တန်ခတ်ပိတ်ဆို့မှုတွေကြောင့်အိန္ဒိယရန်နံချက်လုပ်သူတွေကရုရှားကနေရန်နံဝယ်ယူမှုလျှော့ချခဲ့ရပါတယ်။ ရုရှားရေနံစိမ်းကပြုတ်လုတဲ့ရေနံထုတ်ကုန်တွေတင်ပို့တာရပ်ဆိုင်းမယ်လို့အိန္ဒိယနိုင်ငံရဲ့အကြီးမားဆုံးပုဂ္ဂလိကရေနံကျန်းလုပ်သူကကြေညာခဲ့ပါတယ်။အိန္ဒိယကို S400 ဒုံးကွင်းစနစ်နဲ့ SU57 ကိုပြောင်းချက်တိုက်လေယာဉ်တွေ ရောင်းချဖို့ရုရှားကတွန်းအားပေးနေပါတယ်။အိန္ဒိယနဲ့ရုရှားဟာ2030ပြည့်နှစ်မတိုင်မီနှစ်နိုင်ငံကြားကုန်သွယ်မှုကိုဒေါ်လာ100ဘီလီယံအထိရောက်ရှိဖို့ရည်ရွယ်ထားပါတယ်။ ဗင်နီဇွဲလားနိုင်ငံရှိမူရင်စေဝါထုတ်လုပ်ရေးခြေစိုက်စခန်းတွေနဲ့အခြားပြမှတ်တွေကိုစီးရေးတိုက်ခိုက်မှုတွေပြုလုပ်မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကထပ်မံတတိပေးလိုက်ပါတယ်။မူရင်စေဝါတွေပမာဏများစွာမှောင်ခိုကူရာဟာအကြမ်းဖက်ဝါဒလို့ဆိုပြီးအမေရိကန်ဆိုရဟာစက်တင်ဘာလနောက်ပိုင်းဗင်နီဇွဲလားကမ်းလွန်မှာမူရစေဝါတည်ဆောင်လာတဲ့ဆက်လီတွေကိုတိုက်ခိုက်ခဲ့ပါတယ်။လမ်းကြောင်းတိုင်းနေအိမ်တိုင်းကိုကျွန်တော်တို့သိရှိလာကြောင်း ဗင်နီဇွဲလားရှိမူရစေဝါထုတ်လုပ်ရေးနေရာတွေကိုမကြမီစေးတိုက်ခိုက်မှုတွေစတင်ပါမယ်လို့ဒေါ်နယ်ထရမ့်ကသတင်းနောက်တွေကိုပြောပါရယ်မူရစေဝါတွေကိုဗင်နီယာမှာထုတ်လုပ်တယ်ဆိုတာအမေရိကန်နိုင်ငံကသိရှိတယ်လို့၎င်းကဆက်ပြောပါရယ်ဗင်နီဇွဲလားမူရခိုင်းတစ်ခုကိုပတ်မိုးကူညီတဲ့လူပုဂ္ဂိုလ်တွေအုပ်စုတွေကိုဒဏ်ခတ်ပိတ်ဆို့ကြောင်းအမေရိကန်ဗဏ္ဍာရေးဝန်ကြီးဌာနကဗိုလ်ထုတ်နေ့မှာကြေညာခဲ့ပါရယ်အမေရိကန်နိုင်ငံရဲ့ဝန်ကြီးဌာနဟာဗင်နီဇွဲလားမူရခိုင်းကောင်းဆောင်ကိုဖမ်းဆီးနိုင်ရေး တရင်ပေးသူကိုဒေါ်လာ၅တန်းချီးမြှင့်မယ်လို့စုကြေးထုတ်ထားပါရယ်